ဇလန်တွဲရင်းနဲ့ပတ်သက်ပြီးပြပြလာတဲ့ကိုထုံမင်းပြည်သူများအားလုံးပဲမင်္ဂလာပါရှင်။ပရဟိတမင်းသားလေးကိုထုံမင်းရတော့ခုစိပရဟိတလူတွေကိုစူးစမ်းဆောင်ရွက်ပေးနေတယ်လို့ဒုဝတနာပါတဲ့အမှုပညာလူတွေကိုလည်းစူးစမ်းလုပ်ကိုင်းနေရကိုတွေ့ရပါတယ်။ကိုထုံမင်းကတော့ပြည်သူတွေကမကြမီမှာဇလန်တွဲရင်းအစ်စ်မှာမြင့်တွေ့အားပြရမှာဖြစ်ပါတယ်။ကိုချုံမေရောဇလတ်တွေအတက်လေးမှာအဓိကနေရာကနေပါဝင်ရိုက်ကူလာတော့မှာဖြစ်ပါတယ်။အဲဒီပုံမှန်လေးပိတရီရဲ့အဖေးချစ်ခင်မော်ရီကိုရရှိနေပါတယ်။ ဒီကနေ့မှလည်းကိုချမ်းမင်းကသူပါဝင်ရကုလာမဲ့ဇလန်တွေအတလီရီနဲ့ပတ်သက်ပြီးတော့သူရဲ့ဆိုရှယ်မီဒီယာပေါ်ကနေရတာမျှဝေကအတိအပြထတာကိုလည်းတွေ့ရပါတယ်အခုဆိုရင်ပရဟိတမင်းသားလေးကိုတော်မင်းကဆိုမတ်စရစ်မှာပါဝင်ရိုက်ကူးလာခဲ့ရပြီဖြစ်ပြီးသူဝတနာပါတဲ့အမှုပညာလို့တွေ့ကိုလောက်ကင်ခွဲရရှိလာနေပြီလေဖြစ်ပါတယ်။ကိုတော်မင်းကတော့ပရဟိတလို့တွေ့မှာစူးစားပြီးတော့ဆောင်ရွက်ပေးမှဖြစ်တယ်လို့သူကတော့အမှုပညာလို့လေးတွေကိုလည်းလောက်ကင်သွားမှဖြစ်ပါတယ်။ အနုပညာရိုက်ကူးရေးတွေနဲ့ပတ်သက်ပြီးတော့လေကိုချွန်မင်းကအခုလိုပဲပြောပြလာခဲ့ပါတယ်။ကိုချွန်မင်းကအရင်ကမထင်မရှားတရားဆောင်ခဲ့ရကနေအခုအဓိကတရားဆောင်နေနဲ့ရိုက်ခွေရတော့အယံပြော်ပါတယ်။ဘောလီဝုဒ်မှာဆိုရင်တရားဆောင်ပိုင်းကိုပဲကြည့်ပေမဲ့မြန်မာနိုင်ငံမှာတော့ရုပ်ချမမင်းသားဖြစ်တာကျွန်တော်တော့ကိုရဝတနာပါလေးတွေကိုလည်းအကောင်းဆုံးစူးစမ်းပြီးတော့လုက ାଇ သွားမှာပါအမှုပညာကျေးတွေကိုလည်းတကယ်လွဲအပ်တဲ့နေရာလေးတွေကိုအကုန်လူတန်းထောက်ပံ့ပေးသွားမှာပေါ့နော်ဆိုပြီးကိုတိုမင်းကပြောပြလာခဲ့ပါတယ် ပရာဟိတာလုတ်တွေမှာရေစုံကနေလုတ်ကိုင်းဆောင်ရွက်ပေးနေတဲ့ကိုချိုမီကိုအနုပညာရိုက်ကူးရေးလေးတွေမှာမြင်တွေ့ရမယ့်ပုံမှန်လေးပြည်ထရေကဝန်တာနေကြပါရယ်။ပရာဟိတာမင်းသားလေးတို့အလုံးရဲ့အပြည့်ချစ်ခင်မှုတွေကိုရရှိထားတဲ့ကိုချိုမီကတော့အခုဆိုရင်လင်းပေးတဲ့နေရာတွေဒီကေခေခေဖြစ်နေတဲ့သူတွေကိုကူညီပေးနေရပါ။အခုလက်ရှိမှာလေအနုပညာလုတ်တွေကိုစူးစမ်းပြီးလုတ်ကိုင်းနေရာကိုကြွေရပါပြီ။ ကတော့မရတော့ပရဟိတလုပ်တွေကိုရောသဝတနာပါတဲ့အမှုပညာလုပ်တွေမှာပါစူးစမ်းလုပ်ကင်သွားမယ်လို့ဆိုပါရယ်အခုဆိုရင်ဆိုရှယ်မီဒီယာတွေပေါ်မှာကတော့မရဲ့ပုံကိုအသုံးချကငွေကြေးလိမ်ညာမှုတွေများနေရကြကတော့မကသူ့ရဲ့ဆိုရှယ်မီဒီယာပေါ်ကနေအတိအပြထားခဲ့ပါရယ် တချို့ဆိုရင် အကောက်တူတွေကနေငူရီလူတန်မီရာတွေမျိုးလည်းရှိနေကြတာပါအဲဒီပေါ်မှာလေကိုချိုမင်းကအခုလိုပဲပရိတ်တွေကိုအတိပေးပြောပြလာခဲ့ပါတယ်ကိုချိုမင်းကအလူရှင်နေစီကနေအလူငူတွေအချောင်လူချင်းတွေကြားတဲ့အကောက်တူတွေကိုသတိထားကြပါနော်ဆိုပြီးတော့လေအတိပေးထားခဲ့ပါတယ် အခုဆိုရင်ပရဟိတလို့တွေမှာစူးစမ်းလုပ်ကိုင်းနေတဲ့ကိုကျော်မင်းကသဝတနာပါတဲ့အမှုပညာလို့တွေကိုပါလုပ်ကိုင်းသွားမှာဖြစ်ပါတယ်။ပိတရိအနေနဲ့ကိုကျော်မင်းကိုမကြမီမှာအဓိကတရုတ်ဆောင်တယောက်အနေနဲ့မြင်တွေ့အပြင်တော်မှာဖြစ်ပါတယ်။အမှုပညာလို့တွေနဲ့ပတ်သက်ပြီးတော့လေကိုကျော်မင်းကအခုလိုပဲပြောပြလာခဲ့ပါတယ်။ကိုတိုမီကကျွန်တော်ဒီလောက်ထိဖြစ်လာလိမ့်မယ်လို့မတင်ထားခဲ့ဘူး။အရင်ကအဖိုးကြီးတို့ဒရိုက်ဘာတို့ပဲရိုက်ခဲ့ရတာ။နှကန်သုံးခန်းရိုက်ပြီးမပါခဲ့ရရင်လည်းကြုံခဲ့ရဘူးတဲ့။ချောမောလာပပြီးမင်းသားနေရာတင်တာမျိုးတွေလည်းရှိခဲ့တယ်။ အခုနောက်ပိုင်းတော့ခွဲခြားမှုတွေတိတ်မရှိတော့ပါဘူးလို့ကိုထွမင်းကပြောပြလာခဲ့ပါတယ်ပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြော်လေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းကျွန်မရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြောက်ရတဲ့နေတူပြန်လာခဲ့ဦးမှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်းသိရှင်းနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်အစုံတရာအပြည့်ကြီးရှိမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်